ဂျူတင်းဂျူကဒိုမနီကပုဂ္ဂိုလ်၁၂ယောက်ရဲ့တန်တန်မှာဖြစ်နိုင်တဲ့ဝီရိစိတ်တွေအကြောင်းပြောပြသွားတယ်ဟုတ်လားဖြစ်ကြအောင်ပြောပြသွားပြီပြောပြသွားတော့ဘာရီတုံးဆိုတော့မကရံပုဂ္ဂိုလ်၄ယောက်မှာကတော့တဘာတဘာကြီးရမယ်ပေါ့တော့တဘာတိမကရံဆိုရင်တော့တဘာတိမက်ဆေ့ချ်တဘာရမယ်တကရကောင်ကြီးမကရံဆိုရင်တကရကောင်ကြီးမက်ဆေ့ချ်တဘာရမယ်အနာဂါမီမကရံဆိုရင်အနာဂါမီမက်ဆေ့ချ်တဘာပဲရမယ်အရဟတမကရံဆိုရင်အရဟတမက်ဆေ့ချ်တဘာပဲရမယ်ဟုတ်လားနောက်အဲ့ဒါမျိုးကြီးက အဒုက္ခိအဟိပုဂ္ဂိုလ်ဆိုရင်တော့မရနိုင်တဲ့စိတ်အရေးအတွက်ကိုဒီတင်းကျုံ၃ပိုင်းနဲ့ကြားတယ်ပေါ့နော်အဲ့ဒီတင်းကျုံ၃ပိုင်းနဲ့ကြားတဲ့မရနိုင်တဲ့စိတ်အရေးအတွက်ကိုထုတ်လိုက်တဲ့အခါရနိုင်တဲ့စိတ်က38ပါးရှိပေါ့နော်ဟုတ်ပြီနော်နောက်အဲ့ဒါပြီးတော့ညဒုက္ခိအဟိပုဂ္ဂိုလ်ဒီဝိပုဂ္ဂိုလ်ရဲ့တဏ္ဍမှာမရနိုင်တဲ့ဝိသိစိတ်တွေကိုကြတော့ပိုက်ရနှစ်ပိုင်းနဲ့ကြားဟုတ်လားပထမဆုံးပိုင်းနဲ့ဒုတိယပိုင်းနဲ့ကြားတယ်အဲ့ဒီနှစ်ပိုင်းနဲ့မရနိုင်တာတွေကိုနှုတ်ချလိုက်ရင်ရနိုင်တဲ့ ေပေါင်းအောင်လုပ်ပြီးတော့လေ40 54ပါဆေးတော့ဟမ်55ပါဆေးတော့ဟမ်55ပါဟုတ်လားဟမ်ဒီစံကလည်း50လေးဒီစံကလည်းဒီစံနော်အဲဒီစံကလည်း50ပေါ့နော်ဟုတ်ပါဘူးနော်အဲအဲ့လာပြီးတော့မှဒါကဒုတိယအိမ်ဘုကိုဒုတိယဘုအဲ့လာပြီးတော့ညတိဟိတ်ဒီတဲ့ကတိဟိတ်ဆိုတာတိဟိတ်လို့ရိုးရိုးပြောရင်တော့ ုဂ္ဂိုလ်9ယောက်ရှိတယ်နော်။ဒီဟိပုဂ္ဂိုလ်လို့ပြောရင်9ယောက်ရှိတယ်။ပုရုဇဉ်တွေက10ယောက်ပါတယ်။အရိယပုဂ္ဂိုလ်7ယောက်။ဒီဒီပုဂ္ဂိုလ်9ယောက်ကိုကြားတော့ဗျာ။ဒီဟိပုဂ္ဂိုလ်9ယောက်ကိုစုနိုင်တယ်ပေါ့။ဟုတ်လား။အဲ့လိုစုနိုင်တဲ့ထဲကဒီဟိယဟန္တာပုဂ္ဂိုလ်ပေါ့။ယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမရနိုင်တဲ့စိတ်ကိုတော့မပြရတယ်ဗျာ။ဒီယဟန္တာပုဂ္ဂိုလ်မှာမရနိုင်တဲ့စိတ်တွေကိုတော့ဗျာ။တင်းကျိုတစ်ပိုင်းနဲ့ပြတယ်ပေါ့နော်။တင်းကျိုတစ်ပိုင်းကလောဒါမဟုတ် ဒီလူတွေစားပြနာတော့နဲ့အဲ့တော့အဲ့ဒီဘိုင်းနဲ့ပြလာပြတဲ့ဟာတွေကိုပြတော့မရနိုင်တာကိုနှင်ထုတ်ကျင်ထုတ်လိုက်တယ်ဆိုလို့ရှင်အဲ့ဒီမှာရနိုင်တဲ့စိတ်ပေါင်းထွက်လာတယ်နဲ့မရနိုင်တဲ့စိတ်ပေါင်းကိုညီဆိုရင်ရနိုင်တဲ့စိတ်ပေါင်းက54ပါရှိတယ်။တွေ့တွေ့ခဲ့မှာလို့ဒီဒီတွေ့ခဲ့တယ်နော်။နောက်အဲ့ဒါမျိုးကြ pH ဘူးထူစင်ပေါ့ pH ထဲကဘူးထူစင် pH ဘူးထူစင်ပုံရဲ့တန်တန်မှာမရနိုင်တဲ့စိတ်ကိုတော့မရနိုင်တဲ့စိတ်တွေရဲ့အရင်အတွက်ကိုတော့ဒီလိုပိုင်းဒီပိုင်းတွေပဲပြတယ်။ เนาะไอ้44ใบเนี่ยจ้ะไอ้တော့ไอ้44ใบอ่ะไม่ย่านไหนเนี่ยဥစ္စာကိုနှင်းကျင်ထုတ်လိုက်တဲ့အခါမှာနေပုရုဇဉ်ရဲ့တန်တမှာရနိုင်တဲ့စိတ်ပေါင်းကဘယ်လောက်ရှိလို့မလဲเนาะ54ပါရှိပါဟုတ်လားไอ้မရနိုင်တာကရိယာဇောတွေပဲမရနိုင်ဟုတ်ပြီလားဟုတ်ပါဘူးနောက်ကရိယာဇောတွေလောဥဒ္ဒရာတွေလည်းမရနိုင်ဘူးပြောလိုက်ကြတော့เนาะလောဥဒ္ဒရာတွေကျတော့ဆိုင်ရာအရိယာပုဂ္ဂိုလ်ဘက်တော်မှာတဘာတဘာစီပဲရဟုတ်လားလောဥဒ္ဒရာတွေကိုယူရတဲ့အခါမှာအရိယာပုဂ္ဂိုလ်ရှေ့ရောက်တော့မှာ ဆိုင်ရတဘာပဲရလူနဲ့ဆိုင်ရတဘာတဘာပဲရပါမယ်ဟုတ်လားအဲ့ဒါလို့ဒီထားမှာနော်အဲ့ဒါမျိုးသစ္ခာပုဂ္ဂိုလ်သစ္ခာပုဂ္ဂိုလ်တွေကသောတပတ္တိဖလတ်ထံတဂရဏမိဖလတ်ထံလို့အဲ့ဒီဖလတ်ထံပုဂ္ဂိုလ်နှစ်ယောက်နဲ့ပတ်သက်ပြီးတော့မရနိုင်တဲ့စိတ်တွေကိုဒီလိုပိုက်ရနှစ်ပိုက်နဲ့ပြတယ်ပေါ့နော်ဒါရအပြင်44 45လို့ပြတယ်အဲ့ဒီနှစ်ပိုက်ရ မရတဲ့နေရာကိုကျင်ထုတ်လိုက်တဲ့အခါမှာရနိုင်တဲ့ဟာတွေကိုအရင်တော့ထွက်လာတယ်အဲ့တော့သောတာပန်နဲ့တက္ကရာကပုဂ္ဂိုလ်မြောက်လုံးရဲ့တဏ္ဍမှာရနိုင်တဲ့စိတ်အရေဘက်က90ရှိတယ်နော်ဒါမရနိုင်လို့ဖယ်ထုတ်ကြည့်လိုက်အဲ့ဒါဆိုရင်90ကိုတွေ့ရလိမ့်မယ်ဟုတ်ကဲ့နောက်အဲ့ဒါမြင်ကြမှာအနာဂံပေါ့နာဂံပုဂ္ဂိုလ်ရဲ့တဏ္ဍမှာမရနိုင်တဲ့စိတ်ကြီးတော့တော်တော်က54 55အပြင်46ဘိုက်46ကလည်းလေ နာဂံပုဂ္ဂိုလ်မှာမြန်နေနေစီကိုပြသွားပြန်နော်အဲ့ဒါလေးပါထပ်ပြီးတော့နှုတ်လိုက်တယ်ဆိုလို့ရှိရင်တော့နာဂံပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမြန်နေနေစိတ်အရေးဘက်ကိုပြရလိမ့်မယ်ဟုတ်လားအဲ့ဒီသုံးပါးပြင်ပြထားတဲ့မရမနေစိတ်ကိုရှိတယ်တွေ့လို့ရအဲ့တော့မရမနေတဲ့အဲ့ဒီသုံးပါးရမရမနေတဲ့ကိုကျင့်ထူလိုက်လို့ဆိုလို့ရှိရင်ရမနေတာကိုထွက်လာလိမ့်မယ်အဲ့ဒါဆိုရမနေတဲ့ဒီစိတ်ကြီးတော့ဘလောက်ကြီးတော့ဆိုကြ40မှ8ပါးရှိတယ်ဟုတ်လားဟုတ်အဲ့တော့အဲ့ဒီနှစ်ခုလည်းပြောမှာစ သောတာပန်သကရဏပုဂ္ဂိုလ်ဒီမှာကြတော့ရပြီလို့ကြာအနာဂံဘောဟုတ်တော့နာဂံပုဂ္ဂိုလ်ရဲ့တဏ္ဍမှာမဖြစ်နိုင်တော့ဝိသိစိတ်ကိုရေးခဲ့သမှာဆိုဘာဖြစ်မှာလဲပြင်ဒေါသမူလေးပေါ့နော်ဟုတ်လားဟဲ့အဲ့ဒီမူလေးဆိုတော့ဒီလိုလေးဘာလှန့်လှန့်လို့မေးလို့ရတယ်ပေါ့နော်နောက်အဲ့ဒါပြပါဦးခင် လောဟုတ်တာဆိုနိုင်ဒါကြတော့လောဟုတ်တာလုံးလုံးလောဟုတ်တာဟောင်းနေအကုန်လုံးသက်ဆိုင်နေပေါ့လောဟုတ်တာဆိုရင်လည်းအကုန်လုံးသက်ဆိုင်နေဟုတ်လားဆိုတော့ဗျာအရေးရပုဂ္ဂိုလ်ရှိရလို့လည်းသက်ဆိုင်ဖို့ပြောတဲ့စကားမဟုတ်ဘူးပုဂ္ဂိုလ်အလုံးနဲ့သက်ဆိုင်ဖို့ပြောရတာလောဟုတ်တာဇောရီယာဖြစ်ပြီဆိုလို့ချင်းဆံရရိယပုဂ္ဂိုလ်တယောက်တယောက်ရဲ့အဲတယောက်တယောက်ထံမှာတစ်ခုတစ်ခုတော့စိတ်ကိုထည့်သွင်းရေးသွင်းတော့ဖြစ်မယ်ဒီလိုလားနော်ကဲဒါနောက်ကြတော့အတိခန္ဓာစုစုစတာလည်းသာရရတယ်အတိခပုဂ္ဂိုလ်အလုံးအတိခပုဂ္ဂိုလ်အလုံးရဲ့ဇာနာမှာမယံ အတိခါပုဂ္ဂိုလ်ခေါ်တဲ့ယန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ပါကတော့54ပါးရှိတယ်။နောက်တိခါပုဂ္ဂိုလ်တွေပုံပေါင်းပြီးပြောလိုက်တာနော်။အဲတော့သောတာပန်သက်သက်ပေါင်းရင်တော့သောတာပန်သက်သက်ပြောရင်တော့50ရှိတယ်ပေါ့။ခုကသောတာပန်သက်သက်တွေမဟုတ်ဘူးသောတာပန်ရောတဏ္ဍာရောအနာဂံရောပေါ့နော်။အဲ့ဒီပုဂ္ဂိုလ်တွေတိခါပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ပေါင်းကြလို့ညာ56ပါးရှိပါလေ။ဟုတ်လိုက်။နောက်ကြံတဲ့ပုရုဇဉ်ရဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအကုန်လုံးအနေနဲ့ရည်ရည်ရထားတဲ့စိတ်ပါတော့50 လေးပါဟုတ်လားယူအဲ့တော့ဒီကတာကိုဘာလို့ပြောနေလဲဆိုတော့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ကိုပြလို့ပုဂ္ဂိုလ်စိတ်ရသင်္ကန်းကတော့ဒီကတာမှာလည်းဒါကိုရဲ့မှာပေါ့နော်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ရတယ်ပြနိုင်မလားယူအဲ့တော့ပုဂ္ဂိုလ်စိတ်ရသင်္ကန်းကတော့ဒီကတာမှာဒီစကားတော့ရေးပေါ့ဟားလိုက်လားအဲ့တော့ ကဲနောက်ဆိုရင်ဘူမိဝိပါကလေးကိုပါကြစို့ဘူမိဝိပါကအဲ့တော့အဲ့ဒီသဘောလေးကိုဘုဘမှာညာရင်သူကဟွာလေးပြလိမ့်မယ်ဆရာတော်ကဇရားလေးနဲ့ကောက်ဆိုပြလိမ့်မယ်ဟုတ်လားဆရာတော်စာမျက်နှာဘလောက်မှာဆိုတော့နှစ်နှစ်လေးမှာကြတော့မှန်ပြီလားဇရားလေးဆွဲကြလိမ့်မယ်သုဂတိအားဟိပုဂ္ဂိုလ်သုဂတိအားဟိပုဂ္ဂိုလ်ဝိဒါယဒီဟိဘုရုဇဉ်ပုဂ္ဂိုလ်သောတာပန်တက္ကရာကံအနာကံယဟန္တာဆို နှင်းဟောနှင်းနေဒီမှာနှင်းငါနှင်းငါလေးပဲနောက်တော့ရှိပါနှင်းငါလေးပါညာတော့ဆရာလေးဆွကြတယ်တွေ့လားမပုဂ္ဂိုလ်တွေစဉ်းစားရေးထားတယ်ဒုတိယအပုဂ္ဂိုလ်ရဲ့အတန်းနဲ့ဒုတိယအပြေပုဂ္ဂိုလ်ရဲ့အတန်းနဲ့နောက်ပြေပုဂ္ဂိုလ်စဉ်းစားနဲ့သောတာပန်တက္ကရာရဲ့ပုဂ္ဂိုလ်နဲ့အနာဂတ်ပုဂ္ဂိုလ်ရဲ့အတန်းနဲ့ရဟန္တာပုဂ္ဂိုလ်ဆိုပုဂ္ဂိုလ်အမျိုးအစားအချင်းတူပါဖြင့်ဒီထက်မှာ မဂ္ဂလံပုဂ္ဂိုလ်၄ယောက်ကိုပြထားအောင်နော်မဂ္ဂလံပုဂ္ဂိုလ်၄ယောက်ဆိုကြတော့ဆံရတပါးစီတွေရတယ်လို့ဒီမှာပြထားအောင်နော်အဲ့တော့ဒုက္ခတိအိုက်ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာရနိုင်တဲ့စိတ်ရည်ရတာမှာတွေ့လား38ပါတွေ့လိုက်ရနိုင်တာပြထားတယ်မရနိုင်တာကိုပြောတာဘူးအဲ့မှာ तू ကကြည့်မှာခေါအထက်မှာခေါင်းစဉ်တွေပါတယ်ဇံမရတဲ့ကာမပုဂ္ဂိုလ် ဒုတိယပုဂ္ဂိုလ်ဆိုဇာရနိုင်လားမင်းမရနိုင်ဘူးကရိယာအပ္ပနာဇောနာမိဆိုတာကရိယာဇောနာမိဆိုတာသုတ္တမလားဤဒါကြောင့်ဇံမရတဲ့ကာမတ္တတဝါရဲ့တဏ္ဍမှာကာမတ္တတဝါလို့ခေါ်တဲ့ဒုတိယပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဆိုလို့ရှိရင်ရနိုင်နေစေပေါင်း38ပါးရှိတယ်ဟုတ်ပြီနော်ဒါခုဆိုခဲ့ပြီးသားဟုတ်ပြောတာနော်နောက်သူကရိယာပုဂ္ဂိုလ်ဒုဟိပုဂ္ဂိုလ်တူရိုက်ဘူဒွေပုဂ္ဂိုလ်ရဲ့တဏ္ဍမှာကြတော့သူလည်းပဲအဲ့ဒီပုဂ္ဂိုလ်ကဇံရနိုင်လားဆိုရင်မရနိုင်ဘူးကရိယာသောရိအပ္ပနာသောရိမဖြစ်ဘူးတော့တာနော် ်အဖြစ်တဲ့အတွက်သူတို့ရဲ့တန်တမှာရနိုင်တဲ့စိတ်ပေါင်းဘယ်လောက်ရှိလို့ဆိုတော့40တပါးရှိတယ်။ဒါကဆိုရင်သူမှဇံရနိုင်လားဆိုတော့မရှိဘူး။ဒါကြောင့်ဇံရကာမပုဂ္ဂိုလ်နည်းလည်းမရှိဘူး။မရှိဘူး။ဒုက္ခရာယပုဂ္ဂိုလ်ကလည်းဇံရကာမပုဂ္ဂိုလ်နည်းမရှိဘူး။နောက်ဒုတိယရာယပုဂ္ဂိုလ်၊ဒုတိယပုဂ္ဂိုလ်ဆိုတာလည်းဇံရကာမပုဂ္ဂိုလ်နည်းတော့မရှိနိုင်ဘူး။ဟုတ်လား။နောက်အဲ့ဒါပြီးတော့ကြာတိဟိတ်ပုထုဇဉ်ပြေဘူးဆိုရမှာ යි ပြေဘူးဇင်ရဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကြပြေဘူးဇင်တွေကဇံရတဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ဇံမရတဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ဟုတ်လား යි ချို့အရိယဟိုတိရပုဂ္ဂိုလ်ဆိုတော့ကောင်းတဲ့ပုဂ္ဂိုလ်တွေမှာဉာဏ်ဘလောက်ကောင်းတော့ဇံမရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မလားဇံရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့အဲ့တော့အဲ့လိုမျိုးရှိတော့ကြတော့ဒီမှာကြည့်လိုက်တိရပုဂ္ဂိုလ်ဆိုဇံမရပုဂ္ဂိုလ်ဆိုလို့ရှိရင်ဘာတော့ဘုရားမှာဇံရပုဂ္ဂိုလ်သူမလို့တွက်ခဲ့တာကတိရပုဂ္ဂိုလ်ဆိုတဲ့အတဏမှာရနိုင်တဲ့စိတ်ပေါင်းဘလောက်လဲတော့54ပါးဆိုတွက်ခဲ့တယ်မလားလေအဲ့ဒါကဇံရပုဂ္ဂိုလ်နည်းနဲ့တွက်ခဲ့တယ်နော်ဇံရဇံမရဘာကွာသားတော့ဇံရရင်မဲခုတ်ဥပ္ပတ္တိချက်ဘူးဇံမရရင် မဲခုပ်ပတ်တည်းမဖြစ်ဘူးလေမဲခုပ်ကုသိုလ်မဖြစ်ဘူးလေပြောရအောင်နော်ဇန်ရောက်ရင်မဲခုပ်ကုသိုလ်နဲ့ထားပါတော့ဟိုဇန်ရောက်အထုတ်ရင်ရူပကုသိုလ်ဇန်စိတ်တွေဖြစ်မယ်အရူပကုသိုလ်ဇန်စိတ်တွေဖြစ်မယ်ပြောရအောင်နော်ဒါကြောင့်မလို့ဇံမယဆိုလို့ရှိရင်ဇံမယပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ကိုပြောရင်တော့ဘာလို့နှုတ်ချရမလဲမဲခုပ်ကုသိုလ်ဘူပေါင်းနှုတ်ချလိုက်ဘောပေါ့နော်တွေ့လားအဲအရင်တော့ကပွာသွားတယ်ပေါ့မာတွေ့လားအချက်မှာဇံရဇံမရဆိုပြတာတွေ့နော်အဲတော့ဇံခုမလို့ရေတွက်ခဲ့တာဒီဘာနဲ့တွက်ခဲ့ရမလဲ ဇံရပုဂ္ဂိုလ်နည်းရေလောက်တာအဲဇံရဆိုတာဘာလို့ရအောင်လဲမဲခုကုသိုလ်တွေပါဝင်တာဟုတ်လားနော်အဲတော့မဲခုကုသိုလ်တွေဖြင့်ဇံကုသိုလ်တွေမလားကြီးအဲအဲ့ဒါဆိုအဲ့ဒါတွေရတယ်ဆိုလို့ရှိရင်အဲ့ဒါဇံရပုဂ္ဂိုလ်အဲ့ဒါတွေမရအောင်ဆိုလို့ရှိရင်ဇံမရပုဂ္ဂိုလ်ဒါကြောင့်မို့ဇံရပုဂ္ဂိုလ်ရဲ့94ပါးလေးကနေမဲခုကုသိုလ်5ပါးလေးကိုထုတ်လိုက်ဘာဖြစ်မှာတော့50 54လေးရံနေနောက်ထပ်9ပါးလွတ်လိုက်ရင်55ဆိုရေးတွက်ရအောင်ဟုတ်လားအောက်ကြောင့် ဇံမယပုဂ္ဂိုလ်တိေပုရုဇံဇံမယပုဂ္ဂိုလ်ဆိုရင်55ပါးရှိတယ်တွေ့လိုက်ဟုတ်တွေ့တော့ဘယ်လိုတွေ့ခဲ့တာဘာနဲ့တွေ့ခဲ့တာတော့ဇံယပုဂ္ဂိုလ်နဲ့တွေ့ခဲ့တယ်နော်ဇံယပုဂ္ဂိုလ်နဲ့တွေ့တော့ကတိေပုရုဇံရဲ့တဏ္ဍာမရနိုင်တဲ့စိတ်ပေါင်းဒုတိယစိတ်ပေါင်းဘယ်လောက်တယ်တော့54ပါးအဲ့ဒါကဇံယပုဂ္ဂိုလ်နဲ့တွေ့ခဲ့တာဇံယပုဂ္ဂိုလ်တော့ဘာဇံရရလို့တော့ပြောတယ်ဘုပ္ပဇံအာရုပ္ပဇံရတာပေါ့ဇံမယဟုလို့ပြောလိုက်အဲ့ဒီဇံတွေနှုတ်ချလိုက် နော်နှုတ်ကြလိုက်ဘာလို့မှာတော့45ပါးနားလိုက်လိုက်ဇံရဇံရတော့နားလိုက်နော်နောက်အဲ့ဒီလိုပဲသောတာပန်တက္ကဋ္ဌာနသောတာပန်တက္ကဋ္ဌာနပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ဝိစိတ်ရဲ့အတွက်ကိုတို့ဘယ်လောက်တွက်ခဲ့ရမလဲ50ဟုတ်တယ်မလားဟိုမှာနောက်မှာအောမီ50ဆိုတွေ့ရမလားအဲ့ဒါသူနောက်မှာဟိုမှာသူပြေကတင်စားနေဆရာတော်ဆောင်းဖို့လုပ်ထားတာရှိတယ်အဲ့ဒါကိုသူကကြိုကြည့်ခဲ့တယ်နော်အဲ့တော့50ရခဲ့နော်အဲ့ဒီ50 အဲ့ဒီ90ကဇံရပုဂ္ဂိုလ်ညာတို့ရေတွက်ခဲ့တာဘာလို့ဇံရပုဂ္ဂိုလ်ညာရတယ်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ရတယ်မပါဖြစ်လိုက်တယ်မန်ကုန်ကုတို့ကိုပါဖြစ်လိုက်တယ်မလားအဲ့တော့သောတာပန်တက္ကရာကဇံမရတဲ့ပုဂ္ဂိုလ်ပါဆိုလို့ရှိရင်မလုပ်လိုက်ဘူးတော့မန်ကုန်ကုတို့ကိုပါနှုတ်လိုက်ပါဟုတ်လား90တွေကကိုပါနှုတ်လောက်ကြမှာတော့50တပါပြလိုက်အဲ့တော့သောတာပန်တက္ကရာကံဇံမရတဲ့သောတာပန်တက္ကရာကံပုဂ္ဂိုလ်တို့ဤတဏ္ဍာနာ ရနိုင်တဲ့ဝင်စစ်ပြုတ်ရေလွတ်ပြပါဆိုရင်မဲခုကူတို့ကိုပါချက်ပဲလို့မရဘူးပေါ့မဲခုကူတို့ပါဇန်စိတ်တွေမလိုက်ဘူးဇန်မရလို့ပြောရင်အဲ့ဒါကြီးချက်လို့မရဘူးဇန်ရဆိုရင်တော့ချက်လို့ရမယ်ဟုတ်ကြပြီဒါလည်းနော်ဒါမှဇန်မရပုဂ္ဂိုလ်ရဲ့တန်တမာဆိုရင်တော့50ဖြစ်ဇန်ရပုဂ္ဂိုလ်ရဲ့တန်တမာဆိုရင်တော့ဒါလည်း50ဒါလည်းနော်နောက်အနာဂံပုဂ္ဂိုလ်ကာမဘုံမှာရှိတဲ့အနာဂံပုဂ္ဂိုလ်ပေါ့နော် ဲ့တော့အဲ့ဒီကာမပုအနာဂံပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းပဲသူ့ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ကြည်ကိုသူကဘယ်လောက်ကြည်လွတ်ခဲ့တာလဲ48ပါဟုတ်လား48ပါ48ပါပြီးတော့အဲ့ဒီ48ပါလည်းဇံရတယ်ဆိုတော့ဘာဖြစ်ကြည်လွတ်ခါမလဲမန်ဂုတ်ကုသူဘူပေါင်းဖြစ်ကြည်လွတ်ခါနော်အဲ့ဒီအနာဂံပုဂ္ဂိုလ်ကဇံမရပါဘူးဆိုလို့ချင်းဇံစိတ်တွေဖြစ်တဲ့မေဘုကုတ္တကူပါနှုတ်ချလိုက်နှုတ်ချလိုက်တော့ကြံပါတော့48ထဲကကူပါနှုတ်လို့ရ39ပါကြံတယ် ဟုတ်လားအဲ့ဒီ39ပါးကဇံမရဟုတ်လားအဲနောက်ယဟန္တာတော့ယဟန္တာပဲယဟန္တာလည်းဇံရတာပဲမရဘူးအဲအဲ့ဒါကတို့တွက်ခဲ့တာကယဟန္တာပုံမူရဲ့တန်တမှာရနိုင်တဲ့ဝိသေယုတ်ကိုဘယ်လောက်တက်တယ်လဲ44ပါးဟုတ်လား44ပါးထဲမှာမဂ္ဂုပ္ပိယာတွေပါတယ်မဂ္ဂုပ္ပိယာတွေပါတယ်အဲ့ဒါကြီးကဇံစိတ်တွေเนาะဇံရမြေဆိုမဂ္ဂုပ္ပိယာတွေပါဝင်တယ် အဲ့ဒါဇံမရတဲ့ရန်တာပါဆိုလို့ရှိရင်မဲခုပ်ကိရိယာတွေမဖြစ်ဘူးပေါ့ဟုတ်လားအဲ့တော့တော့44ပါးတဲ့နောက်ထပ်9ပါးနဲ့မဲခုပ်ကိရိယာ9ပါးရောက်လာအဲ့ဒီကိရိယာ9ပါးနှုတ်လိုက်လောက်ကြမှာတော့35ပါးတွေ့လားဟိဒါဆိုရင်ကာမဘုံမှာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ဇံရဇံမရပွဲပြပွဲသွားတယ်ဟုတ်လားဟိဒီပုရုဇဉ်ထဲမှာလည်းဇံရပုဂ္ဂိုလ်ဇံမရပုဂ္ဂိုလ်မျိုးရှိနေတယ်နော်ဒုသမန် ဉာဏ်ကောင်းပါလေဆိုတော့ပုဂ္ဂိုလ်တွေဇံမရအောင်ရှိတယ်ရှင်ရှင်ဒီဝရတို့တွေဆိုရင်ဇံရတာရှိတယ်မလားသူလည်းကြီးဟိတ်ယူတယ်တကယ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဉာဏ်ကောင်းလို့ဇံပြီးတော့ရအောင်အားထုတ်နိုင်တယ်ဟုတ်လားအင်းအဲအဲ့လိုမျိုးပေါ့ဟုတ်ပြီနော်ဘောပေါ့ရလားဒါကငါတို့ဆိုခဲ့တာကဒီကာမဘုံနာပုဂ္ဂိုလ်တွေရဲ့ကာမဘုံနာဒုတိယအပုဂ္ဂိုလ်ကာမဘုံနာဒုတိယပုဂ္ဂိုလ်ဒွေပုဂ္ဂိုလ်နောက်ကာမဘုံနာတိယပုဂ္ဂိုလ်ကာမဘုံနာသောတာပန်တဂါရကံပုဂ္ဂိုလ်ကာမဘုံနာအနာဂံပုဂ္ဂိုလ်ကာမဘုံနာ ရန်တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရနိုင်တဲ့စီတွေကိုသူကထုတ်ပြခဲ့တာဟုတ်လားအဲဒီထုတ်ပြခဲ့တဲ့ပုဂ္ဂိုလ်တွေကဒုတိယဟိပုဂ္ဂိုလ်ဒုတိယကိုဒီပုဂ္ဂိုလ်ဆိုရင်တော့ဇန်တော်မရနိုင်ဘူးပေါ့နော်ပြန်တဲ့ပုဂ္ဂိုလ်တွေကဇန်လည်းရနိုင်တယ်ဇန်မရနိုင်တာလည်းရှိတယ်ပေါ့နော်ဇန်ရစိတ်ကိုတွေ့တဲ့အခါမေဂုကုကိုကိုးပါးကိုဖြတ်လို့တော့တိခါပုဂ္ဂိုလ်ဆိုရင်တိခါနဲ့ပြည့်ပုဂ္ဂိုလ်ဆိုဇန်ရပုဂ္ဂိုလ်နဲ့တွေ့ချင်ရင်မေဂုကုကိုဖြတ်တော့ပါဇန်မရပုဂ္ဂိုလ်နဲ့ ွက်ခြင်းရင်မင်းတို့ကုသိုလ်ကိုးပါးကိုနှုတ်ပါဟုတ်လိုက်အဲ့ဒါဇန်စိတ်တွေမလားယေဇန်စိတ်တွေမလားလို့နှုတ်ချပါမယ်ဒီလိုသိထားပါနားလိုက်လိုက်ကဲအဲ့ဒါတို့ဘူမိဝိပါကကိုတွားကြလို့သမောသဗ္ဗုညံသမောဝဆရသမောဝဆရဘုရားရေမေကရာနိသမာတိမိဝိသိကာနိရာမောရဗန္တိသိညာစုကနာဟုရာသမောဝဆရဘုရား ဘုံ၌သဗ္ဗံဤပိသဗ္ဗံယေယျဘုံသောဟိတံဒီဂာနိဝိရိစေတာနိဣဝိရိသေယောဘုံယတာရံဘုဟု၌တတိယရိယောသောပါဒနမတိယဘုံဤသာမဘုံမှာကတော့ဒီဝိသိစိတ်ဥသိစိတ်80เนาะဝိသိစိတ်နေတော့80အဲ့ဒီဝိသိစိတ်80လုံးကိုပုံကိုအလိုက်ခန်းကြီးရတော့ရမယ်ဒုတိယဘုံဆိုလို့လောက်ရမယ်ဒုတိယဘုံကိုဆိုရင်လောက်ရမယ်ဒီဘက်ခဲ့သွားရင်အရှိရဟာတွေကိုပြန်ပြီးတော့ညွှန်းလိုက်တာเนาะ ာမဘုံမှာဆိုရင်ဒုတိယဘုံဆိုရင်35 38ပါရမယ်ဒုတိယဘုံဒုတိယဘုံဆိုရင်45ပါရမယ်ဒီလိုလားခမလိုက်อืมနောက်အဲ့ဒါပြောပါဆိုရင်ပြိဟိရန္တာဘုံဆိုရင်လည်းတန်တန်ဆိုရင်44ပါရမယ်ဒါကိုဒီလိုကိုပြောတာယထာတန်ပြောတာเนาะဘုံကိုလိုက်ခိုက်ပြရလို့တော့ရကြမယ်ကာမဘုံသားအနေနဲ့ဖြစ်ခဲ့တယ်ဟုတ်ပြီလားဟုတ်ပါတော့နော်အဲ့ဒါပြောကြရဟုတ်ပဲလူမောင်စရဘုံကြီးညာအဲ့တော့အဲ့ဒီခုပြောခဲ့တဲ့ပုံကိုတွေဟာ တကယ်လို့မြန်ရူပပုံရောက်သွားပြီဆိုလို့ရှိရင်ဒါတွေအကုန်လုံးရနေမှာလားလို့ပြောကြရှိတယ်ဟုတ်လားဟုတ်ကဲ့သွားကြည့်အောင်ဘုရားဝဇရဘုံကြီးယံဘုရားဝဇရဘုံကြီးယံမရိကသဝနာဓမ္မနာဝိသိညာနိဆိုဘုရားဝဇရဘုံကြီးယံဘုရားဝဇရဘုံကြီးယံဘုရားဝဇရဘုံကြီးယံ ောဇဘုံမှာကတော့ပဋိကဇောနာပဋိကဇောနာလို့ခေါ်တယ်ဒေါသမူတွေးဟုတ်လားဟင်းနောက်တရားရမဏတရားယုံနော်တရားယုံဆိုတဲ့နေရာမှာမဟာဝိပတ်တရားယုံပေါ့နော်ဟုတ်လားမဟာဝိပတ်တရားယုံနော်အဲ့တော့တရားယုံဆိုတာမဟာဝိပတ်ရဲ့တန်ယူနာ၃ပါးလို့ဆိုတာပါမဟာဒီနေရာမှာတရားရမဏကမဟာဝိပဿနာယုံကိုယူမယ်ဟုတ်လား တန်ဒီနာကိစ္စအချို့အရာတွေကတန်ဒီနာဝိသီဖြစ်တဲ့အခါမှာတန်ဒီနာကိစ္စတဲ့ရင်တန်ဒီနာတွေကဝိသီပေါ်ဝိသီဖြစ်တဲ့ဝိသီဖြစ်တဲ့အခိုက်မှာဒီမောက်မှာဖြစ်နိုင်သေးတယ်ဟုတ်လားဘာဝိပတ်ကတော့ပရိသန္တိနေတဲ့ဒီမောက်ပေါ်မှာမဖြစ်နိုင်ဘူးပေါ့ဟုတ်လားဘောပေါက်လားအဲ့ဒါမျိုးကြောင့်မလို့ဒီမဟာဝိပတ်တရားရောပဲယူလိုက်မယ်ဟုတ်လားဒါကြောင့်မလို့ရူပဘုံမှာဆိုလို့ရှိရင်တဲ့ ပဋိကဇောနာဆိုခေါ်တဲ့ဒေါသမှုတွေးရဲ့တရားယုံလို့ခေါ်တဲ့မဟာဝိပဿနာယုံမြန်မာနော်တဏှာမပေါင်းနော်မဟာဝိပဿနာဒီပါတဏှာ၃ပါးပေါင်းလိုက်တဲ့၁၇ပါးကိုဒါယုံလို့ခေါ်တာမလားယူအဲ့ဒီတရားယုံတွေမှာဒီမှာမဟာဝိပဿနာယုံပဲယူပေါ့နော်အဲ့တော့မဟာဝိပဿနာယုံရဲ့ကိုဘာဘုံရောက်တယ်မရတော့ဘူးလေဟုတ်လားဟာလေလားဟောတယ်နော်ဒါကဘုံဘုံနဲ့သက်ဆိုင်ရတယ်ရပြတယ်အကောင်ပေါ့ အဲ့တော့တော့နဲ့ကတော့တော့ပုံကိုပြခဲ့မလားပြခဲ့တယ်ဆိုတော့ဘယ်လိုတော့ဆိုတော့တော့ဒုတိယပုံကိုဒုတိယပုံကိုတွေ့ပုံအဲ့ဒီပုံကိုတော့ဇံမရနိုင်တဲ့ဆိုရယ်ရူပပုံကိုမရောက်နိုင်ဘူးရောက်နိုင်လားမရောက်နိုင်ဘူးဟုတ်ပြီနော်အဲ့လိုလေးကြည့်ရမယ်ကျန်တဲ့ပုံကိုတော့ဇံလည်းရနိုင်တယ်ဆိုရယ်ရူပပုံကိုရောက်နိုင်တယ်ဟုတ်ပြီလားရူပပုံကိုရောက်သွားတဲ့နေရာနဲ့အဲ့ဒီပုံကိုတော့ရူပပုံမှာရဒေါသမရှိတဲ့အတွက် ဘောမှာရောက်သွားတယ်လေအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာနောက်ထပ်ဒေါသဆိုတဲ့စိတ်ကမရတော့ဘူး။ငါတို့ကယာဂိတစိတ်ကဒေါသမှုတွေလည်းရော့သွား။ဟုတ်လား။အဲ့ဒီလိုပြင်ဘောမှာရောက်သွားတဲ့အတွက်ကာမပဋိသင်တွေဖြစ်တဲ့မဟာမဟာဝိပဿနာရင်းရလည်းပဲမရတော့ဘူး။ဟုတ်လား။ဘောမှာလား။ဘောပုံကိုရောက်သွားတဲ့ပိုင်းနဲ့မဟာဝိပဿလို့ခေါ်တဲ့ကာမပဋိသင်တွေစိတ်ကလည်းမရတော့ဘူး။ဟုတ်ပြီနော်။ဘောပုံကိုရောက်တော့ရောက်သွားတဲ့ပိုင်းနဲ့မရတော့ဘူး။ဟုတ်ပြီလား။ဒါပါတော့တော့ပြောလို့လေ။ အဲပြီးရင်ကုသဇင်ပေါ့ပြီးရင်ကုသဇင်ရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်ပေါင်းကဘယ်လောက်ကြီးတော့ကာမဘုံတော့က45ပါးရှိတဲ့အတိုင်းအဲ့45ပါးရှိတဲ့ပြီးရင်ကုသဇင်ပုဂ္ဂိုလ်ကဒီဇံရရတဲ့ဘုမဘုံကိုရောက်သွားပြီဟဲ့ဆိုပြီးအဲ့ဘုမဘုံကိုရောက်သွားတဲ့နေရာနဲ့အော်လို့နောက်ထပ်မရနိုင်တာဒေါသမှုတွေမရတော့ဘူးအဲ့ဒေါသအဲ့ဒေါသတွေကဘုမဘုံမှာဒေါသထွက်စရာမရှိလို့ဒေါသမှုတွေလည်းမရတော့ဘူးဟုတ်လားဟောနောက်ကာမပဋိသင်္ဍေစိတ်ဖြစ်တယ်မဟုတ်ပါဘူးတွေရတယ်ပဲ လူမမှာပြည်သင်တွေတွားနေကြပြီလို့မဟုတ်ပါတယ်ရေမရတော့ပါဘူးဟုတ်ပြီနော်နားလေလားဟဲ့ဒါကလူမနဲ့သက်ဆိုင်တဲ့ခါလေးကိုကျင့်ထုတ်ပြရမှာပေါ့နော်အဲ့လိုပဲမွာမပါတော့သောတာပန်တက္ကရကံတို့မှာလည်းပဲအဲ့ဒီစိတ်တွေငိုလုံးကရှိတယ်ပေါ့ကာမဘုံတို့ကအဲ့ဒီစိတ်တွေရှိတယ်ဟုတ်လားဟဲ့ကာမဘုံသားပုဂ္ဂိုလ်တွေရေလုံးကမဟုတ်ပါလေရတယ်ကျွန်တော်ပြောတယ်ဒေါသမှုတွေလည်းရတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာလူမဘုံကိုရောက်သွားတဲ့နေနဲ့လူမဘုံမှာမရှိတဲ့အရာတွေလို့

အလ်ဘာဘူအလ်ဘာဘူရောက်သွားပြီဆိုလို့ကျွန်တော်အလ်ဘောဇာဘူမီယံအလ်မဘူမာမရနိုင်တဲ့စိတ်တွေရှိတယ်။ဘာလို့လဲပထမမက်ကလို့ခေါ်တယ်သောတာပတိမက်ဟုတ်လားဘူပါဝဆရလို့ခေါ်တယ်ဘူပါစိတ်တွေအလ်ဘာဘူရောက်သွားပြီဆိုတော့လည်းဒီစိတ်တွေကမရနိုင်တော့ဟုတ်လားဟုတ်ပါဘူး။ဒါပေမဲ့တော့တော့ဘူက ဇန်ရတယ်ဇန်ရလို့ကိုဆက်လက်လူမဇန်ရလို့ဆက်လက်အားထုတ်လိုက်တဲ့ခါမှာအရူပါကိုရောက်သွားမယ်ပေါ့ပြောပြတာနော်ဟုတ်ပါလားကျော်ထားတော့တော့ကဒီဘူးတဲ့ဘုရားဒီကာမဘုံဘွားမှာဇန်ရအောင်ကျင့်နေတောတပတ်တကရကဘုရားဇန်ရအောင်ကျင့်နေကျင့်လိုက်တဲ့ဒီတိုင်းနဲ့လူမဘုံရောက်သွားတယ်ပေါ့ပြောမှာဆိုဟုတ်လားလူမဘုံရောက်သွားတဲ့နိုင်ငံလူမဘုံမှာမရှိတဲ့ဒေါသမှုတွေလို့တော့နောက်ကလည်းမာလူမတ်ဓာယုံဓာရမရတော့ဟုတ်လားအဲ့လိုမရလို့လူမျိုးပေါ့အဲ့ဒီလူမဘုံမှာရောက်ပြီးသားဘုရား ဆက်လက်ပြီးတရားအထုလိုက်တဲ့အခါမှာအရူပဘုံရောက်သွားတယ်ဆိုပါလို့ဟုတ်လားအရူပဘုံရောက်သွားတယ်နောက်ထပ်မရနိုင်တဲ့စိတ်ကဘာကြောင့်ဆိုတော့ပထမမက်ကလည်းသောတာပန်ကြီးမဲ့ရေဘာဝစရာစိတ်ရေဟုတ်လားဘုမစိတ်တရားတွေမရတော့ဘူးအရူပဘုံရောက်သွားဆိုတော့ယုံကမရှိတော့ဘူးတော့ဟုတ်လားဘုမဘုံကတော့ရှိတယ်ရှိပြီမလို့အဲ့ဒီယုံတွေကိုနီးငွေပြီးဆက်လက်အထုလိုက်တယ်မှာဘုမဘုံကအဲ့ဒီယုံတွေရောက်သွားတယ်ပြောတာနော်အဲ့တော့ဘောဇရာဘောဇရာစိတ်တွေလည်းပဲမရတော့ပါဘူးလေ။နောက်ဟဒနာ ဟတိတုပ္ပတ်စီလည်းပဲမရတော့ဘူးလေဥပမာဟတိတုပ္ပတ်ကမရှိဘူးပေါ့ဟတိတုပ္ပတ်ကပြုံးနေရဲ့မလားရပြုံးနေရဲ့ဆိုတာလည်းရုပ်ရှိမှပြုံးရဲ့လို့ရတာဟုတ်လားရဲ့အဲတော့အရုပ္ပဆိုရုပ်ရှိသေးတာလည်းမရှိဘူးမရှိတော့တဲ့အတွက်ဟတိတုပ္ပတ်ဆိုတာလည်းပြုံးတယ်ပြုံးစရာရုပ်မရှိတော့တဲ့အတွက်မရဘူးလေဟုတ်တယ်ရေနောက်စိတ္တိမာရုပ်ပါဆိုတော့အောက်အရူပစိတ်တွေရတယ်လေမရတော့ဘူးတက်တက်ဒါပါတော့ ာဂာတနဇယနာဆိုရင်တော့အာဂာတနဇယနာအောက်မှာရှိတဲ့အာဂာတနဇယနာမှာဘာမှမရှိတဲ့အတွက်အဲ့ဒါမရဘူးဒီဘာမှမရှင်းကြလို့ပေါ့နောက်ဝိညာဉ်နဇရောက်တာဆိုရင်အာဂာတနဇယနာလည်းမရတော့ဘူးဟုတ်လားချက်ချက်ရောက်တာအောက်အာရူပါတွေလည်းပဲမရနိုင်ပါဘူးဟုတ်လားအဲ့တော့ဒါကအာရူပါဘုံကမရနိုင်တဲ့စိတ်တွေပြအဲ့တော့အာရူပါဘုံကမရနိုင်ဘူးဆိုရင်အာရူပါဘုံရောက်သွားတဲ့ပုံစံတွေလည်းဒီစိတ်တွေမရနိုင်ဘူးပေါ့ပြောရတာနော်ဘာပေါ့လဲနော်ဘာလို့ပုံစံတွေက အခုတော့ဒီလိုမျိုးမျိုးကအာရုံပုံရောက်လာတယ်ဒီပဲဒီစိတ်တွေကအာရုံပုံမရှိတဲ့အတွက်အဲ့ဒီပုံတွေလည်းနဲ့မှမရနိုင်မှဖြစ်ဖြစ်သွားမှာနားလိုက်လားနားလိုက်လားနားလိုက်နော်အဲ့တော့ဒီပိုက်ဒီအာရုံပုံတက်တဲ့အတွက်မရနိုင်တဲ့စိတ်တွေကိုပြရတယ်လို့ဒီမှာဟုတ်လားဟဲ့စဆိုတော့ညဣတိမာရုံမှာဝိဇိတာနိစာဣတိမာရုံမှာလည်းမရဘူးဒါနော် ။နောက်ပိုက်ရင်50နှစ်ကဘာပြလို့လဲတော့တပ်ပဋ္ဌာန်ပိစာတန်တမတာရရဟိတံနဲ့တော့ဒီဒီအရူပဘုံမှာကျတော့ရူပဘုံမှာရတဲ့စိတ်တွေကိုလည်းအရူပဘုံအရူပဘုံမှာမရတဲ့စိတ်တွေကိုလည်းအရူပဘုံမှာလည်းမရနိုင်ဘူးเนาะတကယ်တမ်းဖြတ်ပြီးတော့ကြအရူပဘုံမှာဆိုရင်ရူပဘုံကမရခဲ့တဲ့စိတ်တွေအပြင်ဒီလိုလေဘာမှမဲ့တော့ဘူပါဝဇရာဟာဒီလိုပဲเนาะဒီမှာရောမှာဒါတွေပါလဲမရဘူးပေါ့ဟုတ်ပြီเนาะအားလိုက်လားအဲ့တော့ ီဟူအောင်စရဘူမီယံဘိုက်ကခေါင်းတက်ထားတာတော့ရူမဘုံလို့ဒီလိုဆိုထားရမယ်လို့အရူပဘုံနဲ့ဆိုင်နေရူမအရူပနမီလုံးနဲ့ဆိုင်နေပေါ့ဟုတ်ပြီနော်လိုလိမ့်မယ်အခု50ပြဘိုက်ကတော့ရူပတဲ့အရူပတဲ့တဲ့နဲ့ပဲဆိုင်နေပေါ့နော်ဘောပေါ့နော်အရူပဘုံတဲ့တဲ့နဲ့ပဲဆိုင်နေအဲ့တော့မှတ်ထားခြင်းရူပအရူပရူရူအရူပလေးမှတ်ရရတယ်ပေါ့နော်90ပိုက်ကရူပပုံနဲ့ဆိုင်တယ်အရူပပုံနဲ့ဆိုင်တယ်ပေါ့နော် ။နောက်50ပြည့်ကျတော့အရူပဘုံလေးလားဆိုင်နေပေါ့။ဟုတ်ပါလား။အဲ့တော့ဘုမဘုံမှာမရနိုင်တဲ့စိတ်တွေပြောပြရမှာဘုမဘုံတက်တက်ဆိုလို့ရှိရင်တော့ဘာလို့ပဲမရနိုင်တဲ့စိတ်တွေကပဋိကသဝနာရာဏဝစီတာဟုတ်လိုက်။မဟုတ်ပါဘူး။နောက်အရူပဘုံလို့ပြောလိုက်ရင်တော့ကျတော့အရူပဘုံမှာမရနိုင်တဲ့ကပဋိကသဝနာမာဒရာမာဥပဒရာရောအရင်နောက်ထပ်ဓမ္မမဂ္ဂလိုရူပဝန္ဒရာလိုဟတနာလို

ဒါပါပြောအောင်ဆိုတော့တပ္ပထာပိစအတန်တန်ပတာရဒိဏနာတပ္ပထာပိစအလုံးစုံသောဘာဝိရဘုံ၌လေးဆိုဒီလိုဆိုရမလားအဲ့ဒီဘုံ၌မှာဆိုတော့ရတန်တန်ပတာရဒိဏနာပတာရကင်းသွားတဲ့ပုဂ္ဂိုလ်ရှိတယ်ပတာရမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဘယ်လိုလုံးဆိုတော့ ဘုမာလုံးကြီးကာနာရိပြန်နဲ့တူတယ်ဆိုတာရောလားဘုမာဘုမာဆိုကာနာဇီဝကာယဆိုတဲ့ပဒါရသုံးမျိုးမရှိဘူးဟုတ်လားအဲ့ပဒါရသုံးမျိုးမရှိအဲ့ပဒါရကြောင့်ဖြစ်မဲ့စိတ်တွေလည်းမရှိနိုင်ဘူးပြောတာเนาะအဲ့ဒါပြောကြအာရုပလောကိဝနာသဗ္ဗာလိကိနာတံဝိဇ္ဇာတိအာရုပဘုမာတော့ကာနာဇီဝကာယတမကဘူးကာယစက်ရုစက်ကုလို့သုံးတာလည်းမရှိနိုင်ဘူးလို့ပြောဆိုကြရောဟုတ်လားသဗ္ဗာလိကိနာဆိုရင်ဒါဒါကိုပြောတာ လက်ဝထားမိစာအလုံးစုံသောရူပဘုံရောအရူပဘုံရောပေါ့နှစ်မျိုးလုံးနဲ့ဆိုင်ရဲ့ဒီဥစ္စာလေးမှတ်ရမှာပေါ့နော်အဲ့တော့သဗ္ဗတာမိစာအလုံးစုံသောဘုံ၌လီရူပဘုံအရူပဘုံကတန်တံပတာရဒိဋ္ဌာနထူထူပတာရမှာကင်းဆိုလို့ရှိရင်တန်တံလောကိကဝိသိစိတ်တန်အဲ့ဒီပဒါရနဲ့ပတ်သက်တဲ့ဝိသိစိတ်တွေလည်းမရနိုင်ပါဘူးလို့ပြောပြောတာပဲเนาะအဲ့တော့အဲ့ဒါဒီဘာတွေမရနိုင်တာတော့ဆိုတော့ဥပ္ပမကြည့်အောင်ဆယ်ဥအန်ဆိုပြီးတော့ဆရာတော်ရေးထားတဲ့အောင်နည်းနည်းဖတ်ကြည့်အောင်ဒါဒီပြီးတော့ဒီပဲပြောလိုက်ရင်နားမနေမှာဆိုတော့ ဒီဘာလောကီပဏာဟုတ်လားခန္ဓာရိတ္တယံသုခတိအတ္တဒီဘာဘုံ၌ခန္ဓာစုဝါကာယပဒါတို့မရှိသောကြောင့်ထိုသာရမည်ဆက်သက်သောခန္ဓာဝိဝေဇီဝဝိဉ္ဇဉ်တွေကာယဝိဉ္ဇဉ်နှစ်ပါးတို့ကိုကောင်းချောက်ပါလေအရာထိုက်ရှိသောကြောင့်ဉာဏ်ရတာ၌ဖြစ်လေရှိသောဉာဏ်ရတာဝေဇံ ဆုံးဘုရားလို့ညာညာမရထိုင်ဒါနေမဲ့နော်ဟာလဲနော်ပတာရရင်ပတာရကင်းတယ်ဆိုတော့ကျွန်တော်ကဘာဝမှာဘာဝမှာကင်းတဲ့ပတာရကခန္ဓာပတာရရဲ့ဇီဝပတာရရဲ့ကာယပတာရရဲ့မရဘူးပေါ့ဒါကြောင့်အဲ့ဒါနဲ့ပတ်သက်တဲ့ဝိသေသနဲ့မရအောင်တော့ခန္ဓာပတာရနဲ့ဆိုရင်ခန္ဓာဝိညာဉ်မရအောင်ဇီဝပတာရဆိုရင်ဇီဝဝိညာဉ်မရအောင်ကာယပတာရမရှိတဲ့အတွက်ကာယဝိညာဉ်မရဘူးပေါ့နော်ဒါလည်းပြီနော်နောက်အရူပဘုံမှာကျတော့ပတာရ၅ဘုံ အရုပါလုံးနဲ့တပ်ပါနေပြီလားတာဝိဇာမိအကုန်လုံးဘာသာ၅မျိုးကလာ၅မျိုးလို့ဝိသုယ၅ပါလုံးမရှိလို့ပြောပါလေမရှိဘူးဆိုတဲ့အတွက်အဲ့ဒါရင်းနဲ့ပတ်သက်တဲ့ဒုဝိဇဝဉ္ဇ၁၀တဲ့မရှိဘူးပေါ့ဒုဝိဇဝဉ္ဇ၁၀မြင်ပိဇရရာဝဇန်းလို့ပိဇရရာဝဇန်းကဒီဘာသာ၅ပါးနဲ့သက်ဆိုင်မှာစကုဒရာဒုဒရာကနာဒရာဇုဝရာကာယဒရာဆိုအဲ့ဒီဘာသာ၅ပါးမှာဖြစ်တဲ့စိတ်ကိုပိဇရရာဝဇန်းအဲ့ဒီအဲ့ဒီဘာသာ၅ပါးမှာမရှိဘူးဆိုလို့ရှင်အဲ့ဒီပိဇရရာဝဇန်းလည်း မရှိတော့ဘူးဟုတ်လားလာလာဝဇန်းတို့နောက်တန်ပတိဆိုင်တို့တန်ဒီနာတို့ဒါတွေအားလည်းပဲမြင်စတော်ရတဲ့ကသက်ဆိုင်နေစိတ်ပြီးဟုတ်လားလေအဲ့တော့အဲ့ဒီစတော်ရတဲ့ကသက်ဆိုင်တော့တန်ပတိဆိုင်တန်ဒီနာတို့လည်းမရနိုင်ပါလို့ဒီလိုပြောတာပါတဲ့ဟုတ်လားလေအဲ့တော့ဒီပိုင်လေးကကျတော့ကြာအရူပဘုံရောအရူပဘုံရောနဲ့သက်ဆိုင်နေလို့ဒီလိုမျိုးအချင်းချုပ်လေးဒီလိုလေးမှတ်တယ်ဟုတ်လားနောက်တစ်ကြံမှာအဲ့ဒီပုံစံရဲ့စိတ်ရဘယ်လောက်ကြည့်လဲဆိုတော့ပြောပြအောင်ဟုတ်နော်အချမ်းများပြီးတန်းကြည့်ပါပြီ ရန်နဲ့မလို့ပြီးတော့ရူမပုံရောက်သွားရင်ဒီစိတ်တွေမရဘူးအဲဒီပုံရောက်သွားရင်ဒီစိတ်တွေမရဘူးဆိုတော့သိလိုက်မလိုက်အဲအဲ့အလေးလေးလိုလေးမှထားခဲ့ဟုတ်လား Now အဒိညာတဒနာနမနာလေးဆိုစမ်းပါအဒိညာတဒနာဘနာအဒိညာတဒနာတဒနာဘိညာလို့ဒီလေးပါဒီဆိုတော့နေ့ကြီးရလေးဘနာ တိမြတ်တည်းမှာရစိတ်တော်မရှိတော့ဘူးဟုတ်လားအဲစိတ်ဆောင်လို့တော့မစိတ်ဆောင်ရင် အောင်နေလို့ဆိုရစိတ်ဆောင်ရင်တော့မအောင်ဘူးလို့ပြောနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဘုံကိုပြောပြတယ်ဆိုတာလည်းဘုံလို့နေဟာတယ်နော်ဟုတ်လားစိတ်ဆောင်ရင် အောင်နေလို့ဒီလိုပြောကြတယ်မလားစိတ်သာဆောင်လို့စိတ်ဆောင်ရင်အောင်နေဆိုရင်စိတ်ဆောင်တော့လည်းမအောင်နိုင်တဲ့စိတ်မအောင်နိုင်တဲ့ဘုံပြောပြတယ်ဆိုရင်အဲ့ဒီတော့သူစိတ်တောင်မရှိဘူးလေဟုတ်လားအဲ့ဒါလေးကိုပြောတာကဲတို့ဒီလိုစိတ်နဲ့ရတတ်ရအောင်